ူလိုက်ဆိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအလုံးတောကခတ်တဲ့ကင်းငင်းကြ၍ကြားမှချမ်းသာလူရာဆာနာပြည်ကြပါစေယခုခါမှာရာသီဆက်ဝန်းတို့ရွှေပြောင်းလာတာ2025ခုနိုဝင်ဘာလ20နဲ့26ကြာရောက်ရှိလာပါပြီအခုလိုရောက်ရှိလာတဲ့နိုဝင်ဘာ20နဲ့26ကြာမှာ ဖြစ်ပေါ်လာမဲ့ရာသီဆောင်ဝင်တို့ကကြမာအစုအကောင်ရှောင်းရဆောင်းရများ72ရာသီဘွားတို့ရဲ့ကံတရားများဟောပြပေးမှာဖြစ်ပါတယ်ပရမဥဒ္ဒမိတ္တရာသီဘွားမိတ္တရာသီဘွားတွေဟာဒီမတ်လ27နဲ့ AP 20ကြားမှာဝေဖွားသူတွေဖြစ်ပါတယ် မိတ္တရာဒီပွားရရခုနိုဝင်ဘာ20 26မှာတော့ငွေကြေးအဆုအပြုံလိုက်ဒီဝင်လာဖို့ရှိပါတယ်ပြဒနာအခက်ခဲဒီရှင်းနိုင်မယ်အလူလျောက်ပြက်ပြက်သွားပါလိမ့်မယ်ရဝေးနယ်ကြားနိုင်ငံကြားဆက်ဆက်တဲ့လုပ်ငန်းတွေအောင်မြင်မှုရသလိုခရီးများမှာတွာလာလှုပ်ရှားမှုများမှာဖြစ်ပါတယ်ကုမ္ပဏီလုပ်ငန်းတွေအသက်ထူထောင်တာတွေရှယ်ယာဆက်သူတွေ လုံငါသည့်အိမ်သည့်နယ်ပယ်အသည့်အပြောင်းရွှေ့သည့်အောင်မြင်ကြပါပဲဖြစ်ပါတယ်။အလူမင်္ဂလာဒါနတိလစတာဒီလဲတူးတက်ထွန်းကားပါလိမ့်မယ်။အထူးသတိထားမှာတော့ကြိုးစားလူစိတ်သည်အာရော့လာတတ်ပြီးကြိုးစားအားထုတ်မှု ရော့ကြခြင်းဖြစ်နေတဲ့အတွက်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုများအတိတတိကပ်ပြီးပြင်ပေးဖို့လိုပါတယ်။စိတ်တွေလေလွင့်တာတို့ညော်နေတာတို့အပားခူတာတို့ဖြောက်ပလိုက်ပါ အရာရာပူကကောင်းဖို့ဆိုရင်တော့ဒီကာလမှာ အဖြူရောင်ပန်းတောက်တော်ရေချမ်းငပြောသည့်ဘုရားကျော်နေ့တိုင်းလှူပြီးတော့ဗုဒ္ဓဘဂဝါဗုဒ္ဓဘဂဝါပရိကုပ္ပနေ့တိုင်းစိတ်ပြီးပါထီထိုးခြင်းနဲ့ဆိုရင်တော့၄ခု၅ပတ်လဲဟုမွေးနေ့ဒီမှာကန်ဆန်းပါအဖြူရောင်နဲ့ကြည်ပြရောင်ငှက်ခါရောင်အကွက်ရှင်းများဝတ်ပြီးခြင်းဖြင့်ပူမူကံကောင်းတာတွေ့ရပါတယ် မိသားရာသီဘဝမိသားစုများကံကောင်းကြမ်းမှချမ်းသာကြပါစေ။